အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့နေရန်ပူနာနဲ့ချက်မောင်ရွက်လေးကိုဥပေါင်းမှွေပြီးတော့ငချောက်ဖုတ်လေးကိုစီစဉ်ပြီးတော့မနေ့ကကြံတဲ့ဝက်သားလေးနဲ့အစွဲမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကနေတအောင်မှာပူပါတယ်မျိုးလို့ရေချက်မောင်ရင်းနဲ့စားတာတော့တကယ်ဥမမိန်နဲ့တနည်းလီပေါ့နော်တကယ်ဥမလည်းမိန်ပါတယ်နေဒီတော်တော်ပူပါတယ်မျိုးတွေလည်းကျမရေးပြူဆိုင်ကြပါလို့ပြောချင်ပါတယ်ခင်ဗျာရိုင်းမ ကဲကျွန်တော်တို့ခြံမောင်ရွက်လေးကိုတော့ကျွန်တော်တို့နွမ်းသွားအောင်ပေါ့နော်အဲခဏကျွန်တော်တို့ဒါမိပူပေးရတာပေါ့နော်နောက်မှကျွန်တော်တို့ရေထည့်မှာပေါ့နော်အယုထရာမှာကျွန်တော်တို့ငားစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရှိလာခဲ့ပါနော်အယုထရာကျွန်တော်တို့ဒီမြစ်လေးမှာကျွန်တော်တို့ငားတွေမှာအကောင်းယူအကြီးပဲနော်အဲရပါတယ်ပေါ့နော်နေ့တိုင်းများရင်နေ့တိုင်းရတယ်ပေါ့နော်ကျွန်တော်ဟင်းစားတော့ပူစားမလို့ပါဘူးလာခဲ့ပါဖရားတွေလည်းလိုက်ပို့ပေးမယ်ကျွန်တော်တို့ငားတွေလည်းစားရမယ်ပေါ့နော် ါကတော့ကျွန်တော်မိမငချောက်ဖုတ်နေတာပေါ့နော်ဒီငချောက်လေးကိုကျွန်တော်တို့အဲဒါကျွန်တော်တို့ဒါမီးလောင်ကျွမ်းနေလဲဟာလေးကိုထုထုတ်ပြီးလာပေါ့နော်အဲနောက်ပြန်ဆီလေးစိတ်မှာပေါ့နော်အဲထူထူထူတော့ဘာမှမရှိပြင်မဲ့လေကျွန်တော်တို့ချောင်မောင်ရဲ့ဦးပေါင်းမှွေလေးနဲ့အဲဒီငချောက်လေးနဲ့စားရတော့တကယ်ဥမာထမင်းရတော့မိန်နေပေါ့နော်အဲဒုနာကြောင့်မပြောဘူးလားခဏလေးသူလောက်လိုက်တာနဲ့ခဏလေးတင်ငါးတကောင်ရတယ်ပေါ့နော်သူကတော့စိတ်ရှိတယ်ပေါ့နော်နေ့တိုင်းဥမာငါးအောင်မြားတယ်ပေါ့ ျွန်တော်ကတော့ငားမြရတာတော့ပြင်းတယ်ပေါ့နော်ကဲမောင်ရက်လေးရတော့ကျွန်တော်တောင်းနေနေထည့်လိုက်ရအောင်နော်ဒီလေးဆက်ဆက်လေးပဲထည့်ရအောင်နော်အဲ့ဒါမှသူ့ကြီးကငွန်းသွားအောင်ပေါ့နော်ခမောင်ရက်ကနည်းနည်းဥစားဖြစ်တော့ကဲကျွန်တော်မိမကတော့ဒါကငါမပြီးတော့ထောင်းနေတာပေါ့နော်အဲဒါကတော့ကျွန်တော်တို့ငားစာပေါ့နော်ဒီငားစာကတော့ကျွန်တော်တို့အဲဒီ ှက်တိုက်မှာငှက်တိုက်နဲ့ရောစားတဲ့အဖက်လေးပေါ့နော်လူတီဖက်လို့တော့ခေါ်တယ်ပေါ့နော်ကျွန်တော်ကတော့ဘာမှလို့တော့ခေါ်မတတ်ဘူးပေါ့အဲဒီမုတ်ဖက်လေးနဲ့ကျွန်တော်ငါးစားအောင်မျှတာပေါ့နော်ငါးစားကတော့နည်းတဲ့ငါးစားမဟုတ်ဘူးပေါ့နော်သူကတော့နေ့တိုင်းမျှတယ်ပေါ့နော်ဒီငါးစားဖက်ဝဝရတယ်ပေါ့အဲကျွန်တော်တို့ဒီလိုမျိုးလေးတင်းမိုးပင်ရလဲကားများတယ်ပေါ့နော်နောက်ပြီးတော့လေဒီထဲမှာလဲ ြီးနာလည်းဒါအများတယ်ပေါ့နော်ကျွန်တော်တော့တိုးစရာပညာသားတကဒီအမှုကြိုင်ရွက်ခတ်တွေကကျွန်တော်တို့အပြင်မှာဝယ်စားဆံမလို့ဘူးနော်ဒီခြံထဲမှာအကုန်ရှိရချမောင်ရွက်ရင်တော့မတရားဘူးကျွန်တော်တို့တည်နေရတယ်ပေါ့နော်အဲဒါလေးကတော့ဒီလှေလေးကတော့ကျွန်တော်တို့ဒါဘူးစာယုဒ္ဓရာဒါမြစ်လေးထဲမှာကျွန်တော်တို့မြေကြီးဆွဲတဲ့တင်တင်မောပဲကျွန်တော်ခေါ်လိုက်တော့မနော်ဟုတ်ပုံလေးလေးပဲအဲထားလိုက်ပါတော့ကျွန်တော်ခေါ်မတက်လို့ပေါ့နော် ဲ့ဒါတော့မြေကြီးတွေကျွန်တော်ဆွဲတာပေါ့နော်အဲတနေ့ကိုကျွန်တော်တို့စီးပေါင်းမနေဘူးသွားတယ်ပေါ့နော်အဲဒီမြေလေးမှာပဲကျွန်တော်တို့နိုင်ငံသားတွေဆိုလဲအဲတောင်းမှာသူတို့လှိလဲစီးကြတယ်ပေါ့နော်အဲချမောင်ရွာတော့ရာသာပြူလာပြီပေါ့နော်အဲမျိုးတွေကျွန်တော်ပြောတာရှိဘုန်းနေမေးချင်လို့ပေါ့နော်ဒီပန်းပင်လေးရာဒီစူးတွေနဲ့လေး အဲ့ဒါဘာပန်းလို့ခေါ်တယ်မျိုးတွေတင်မှတ်ခဲ့ပြီเนาะအဲသူကအဆူးတွေကြီးပဲသူ့မှာတကယ်လဲချစ်ဖို့ကောင်းတယ်မို့เนาะကြည့်ရင်သူကစိတ်ရှိတယ်သူကတော့နေ့တိုင်းမျှတာပေါ့เนาะည9:00နာရီထိမျှတယ်ပေါ့သူ့ဝင်မှာလဲငဟားကိုရေကဲတက်တာတည်းမထက်တာပြည်နေမှာပေါ့เนาะကဲကျွန်တော်ချမောင်ရွက်လေးရပါပြီခင်ဗျာဒီပူတာနဲ့ချမောင်ရွက်နဲ့ဆိုအခွက်တီးပေါ့เนาะကဲငါ6လေးကိုကျွန်တော်တို့နှောင်းနှောင်းနှောင်းပြီးွားပြီဆိုရင်တော့ အဲတောင်းနေစီလေးစိတ်မှာပေါ့နော်အဲဒီမှာလိုလင်းနေအကုန်ရှိတယ်ပေါ့နော်တမယာသေးဆိုလဲကျွန်တော်ခူးယုံမယ်ပေါ့နော်အဲဒီချမ်းမချင်းဖွားရရတော့သူဒေချာလေးအဲ့လေးစွတ်ထားတာပေါ့အဲသူမရှိတဲ့ချိန်ဆိုရင်လည်းကျွန်တော်တို့တွေကိုဒါရေလောင်းခိုင်းတာပေါ့နော်အဲရေလောင်းပေးကျွန်တော်ကလည်းလောင်းပေးတော့ဗျာကျွန်တော်တို့အသက်ရှိရင်အပင်ဆိုင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲရေလေးလောင်းပေးအဲကျွန်တော်မိမတော့ဒါအဖွားမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒါရေလောင်းပေးရအောင်ပေါ့နော် ဲငါချောက်လေးကိုကျွန်တော်ချုံမုံနည်းနည်းထည့်ပြီးနားနဲ့ဒါစီလေးစိန်ထားရင်ကျွန်တော်၄၅ရက်လဲအဲစားစမ်းအေးဆိုးပဲပေါ့နော်ဟင်းညိုလေးတစ်ခွက်ရှိရင်တော့ငါချောက်ဖုန်းနဲ့ရတော့တော်တော်လေးမှလိုက်ဖက်တယ်ပေါ့နော်ဟုတ် ူဝေးတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်ချက်မောင်ရဲ့ဥပေါင်းချက်မောင်ရဲ့ဟင်းဂျိုလေးငချောက်ဖို့နေနေဆိုရင်တော့တအားအောင်မှလိုက်တယ်ပေါ့နော်နေ့လည်းနေ့ကင်းဆိုရင်တော့အစီပြန်နဲ့ကြတော့လေတိတ်ကြီးအဆင်မပြေဘူးနော်ဒီလိုချက်မောင်ရဲ့ဥပေါင်းလေးနဲ့ငချောက်ဖို့နေနေဆိုရင်စားရတာနည်းနည်းကျွန်တော်တို့ကိုရင်းရှင်းတယ်လို့ပဲပေါ့နော်ကဲကျွန်တော်မိမကတော့တစ်ခါရေထပ်ပြန်တယ်ပေါ့နော် ဒီမှာတော့ကျွန်တော်ငရုတ်ဒီခန်းကျုတ်ဒီခရမ်းချင်းဒီညွန့်နေရောအဒီပေါင်းဆုံးပဲပေါ့နော်ဒီ channel မှာတော့အဖွားကြီးကအဖွားကသူကမြေလွတ်မပြီးမြေရှိတဲ့နေရာကိုအကုန်ပိတ်ပြီးတော့သူကချင်းလေးနဲ့စိုက်ထားတာပေါ့နော်မြေရကကျွန်တော်တို့တမန်တလင်းခင်းထားတဲ့အတွက်အချင်းနဲ့ပဲသူစိုက်တာပေါ့နော်မြေလွတ်တဲ့နေရာကျတော့မြေလွတ်တယ်လို့ပေါ့စိုက်ထားတာပေါ့ ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့အသက်ရှိရှင်တော့အပင်ဆိုင်ဆိုတဲ့အတိုင်းပဲတကယ်ဝမှန်တယ်ပေါ့နော်ဒီအဖွားဆိုလည်းအသက်80နဲ့80နှစ်တောင်ရှိပါဘူးပေါ့နော်သူကတော့ဒါပေမဲ့ကျမနေတော့မယ်ပေါ့ညမျိုးတွေအားလုံးကျမချမ်းသာကြပါစေကျွန်တော်ဆုတောင်းပေးပါရခင်ဗျာကဲယနေ့တော့ကျွန်တော်တို့နေရတဲ့ပူလာတယ်ပေါ့နော်ချမောင်ရွက်ဥပေါင်းမှုလေးပေါ့နော်ဒါကတော့ကျွန်တော်တို့ငချောက်ဖုတ်လေးပေါ့နော်ငချောက်ဖုတ်လေး ။အခြားဖို့လေးကျွန်တော်ချုံမုံနေနေတဲ့စီလေးစိန်တော့တကယ်ကွက်တိတော့ဘူးနော်။ဒါကတော့ကျွန်တော်မနေ့ကတော့ကိုချက်ကိုကောင်းပါတော့။ကြံခဲ့တဲ့ဝတ်တာစီလေးပေါ့နော်။ကျွန်တော်ဝတ်တာကြက်သားတွေမဲလိုက်တော့ကျွန်တော်တယောက်ပဲစားရပေါ့နော်။ကျွန်တော်ရဲ့မဟိတီကမစားဘူးပေါ့နော်။ငပိတောင်းလေးပါမျိုးလေး။ငင်းသီးပါမယ်။တို့စီရနော်။ကဲစားကြပါဦးခင်ဗျာ။ ဲငပိတောင်းလေးစားကြပါဦးမျိုးလေးဒါကိုထောင်းပါနော်လက်တွေကမဆလာတွေကတ်ထားတော့လက်မတွေပုံစားပြီးလက်မြေစားရတာပေါ့နော်မပိတောင်းမနေနိုင်ပေါ့နော်ဘဝတွေမလွယ်ပါဘူးဘယ်လိုပဲလောက်ရတာမျိုး ျွန်တော်တို့ပူပြင်းတဲ့ချိန်မှာအချောင်းဝိုင်းဟင်းတို့လေးတို့ငါ၆ဖုတ်လေးတို့ကစားရတာအဆင်ပြေတယ်ပေါ့နော်နေပူတဲ့ချိန်ကြောင်နေရတအားပူတယ်ဗောနော် ဆောင်းမွန်ရွာကျွန်တော်တို့ပြက်ပဲဗောနော်နေပူတဲ့ချိန်ကဆောင်းမွန်ရွာနဲ့ဒါကလိုက်ဖက်တယ်ငါ့ချောက်ငါ့ချောက်ဖုံးတယ်ရုံးလေးတည် မျိုးတွေအားလုံးပဲကြည့်တော့ပါရခင်ဗျာကျွန်တော်ရဲ့ video လေးကိုလည်းနောက်ထပ်လာမယ့် video လေးလည်းအားပေးကြည့်စုပေးပါအောင်လို့ဖိတ်ခေါ်ညီပါနဲ့ခင်ဗျာကျွန်တော်ဆက်ဆွဲလိုက်ပါအောင်မနော်ဆောင်းလို့ရတော့အပြင်မှာတော့ရှိသေးရပါတော့ဒီမှာကတော့ပကံမရှိတော့လေပေါ့ကဲမျိုးတွေအားလုံးပဲကျမ်းမှချမ်းသာကြပါစေဒီနေ့လေးဆုတောင်းပို့ပါရခင်ဗျာ